မင်္ဂလာပါတည်နေမီဒီယာကွန်ရဲ့ NNG တည်နေဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသအတွင်းကသတင်းတွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့မင်းပြမျိုးနယ်ထဲကအသက်9နှစ်အရွယ်မင်းကလေးငယ်မတင်းကျင့်ခံရပြီးအသက်ခံရတာနဲ့ပတ်သက်လို့အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပြီးတော့အရေးယူပေးဖို့အတွက်အရခပြည်သူတော်လှန်ရေးအစိုးရကိုရခိုင်အရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။မကွေတိုင်းစောမျိုးနယ်ထဲမှာရခိုင်ကိုတွားမဲ့ကုန်ကားတွေရက်ထားတဲ့အိမ်လေရင်နဲ့ဘုံကျဲခံရလို့အမျိုးသား၃ယောက်ပြေးဆုံးသွားပါတယ်။လိုက်ကော့ကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်တောင်းကိုဂျားဖြက်တိုက်ခိုက်ခဲ့ရမှာတော့ ော့အယောက်20ထက်မနည်းသေဆုံးခဲ့တယ်လို့ KNDF ကပြောပါရယ်။အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILO ကမြန်မာနိုင်ငံကိုအပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါရယ်။ဗန်ကောက်နားကအစင်းမြင့်အိမ်ယာတစ်ခုမှာပတ်ဆက်နှစ်တန်းကောက်ရတဲ့သူကပတ်ဆက်တွေကိုရဲလက်ကိုအပ်လိုက်တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိပါတယ်။ ခုတော့နိုင်ငံတွင်းကသတင်းလေးကိုတင်ဆက်ပြီးသွားမှာပါရခိုင်ပြည်မင်းများမျိုးနဲ့ဖားပြူရွာကအသက်၉နှစ်အရွယ်မိန်းကလေးငယ်တယောက်မရင်းကျင့်ခံရပြီးတော့အသက်ခံလိုက်ရတဲ့တည်တင်းကိုမမိကြအောင်မယ်လို့ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမှုမှန်ပေါ်ပေါက်အောင်လှုပ်ဆောင်ပေးဖို့တရားမျှတမှုရရှိဖို့နဲ့ဒီကျူးလွန်တဲ့သူကိုအကြီးမားဆုံးပြစ်ဒဏ်တွေချမှတ်ပြီးတော့အရေးယူပေးဖို့အတွက်အရခပြည်သူတော်လှန်ရေးအစိုးရကိုရခိုင်အရက်ဖက်အဖွဲ့အစည်း၁၇ဖွဲ့ကမေလ၁၇ရက်နေ့ ေ့ကကြေညာချက်ထုတ်ပြန်ပြီးတော့တောင်းဆိုခဲ့ပါတယ်။အခုတော့အဲ့ဒီအမှုနဲ့ပတ်သက်ပြီးကျူးလွန်တဲ့သူလို့တန်တရားရှိတဲ့သူတွေကိုဖမ်းဆီးစစ်ဆေးနေပြီလို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခါကမနေ့ကသတင်းထုတ်ပြန်အသိပေးလာပါတယ်။မဒိန်ကျင့်တပ်ဖြတ်မှုကိုကျူးလွန်တာနဲ့ပတ်သက်ပြီးတော့တန်တရားရှိတဲ့သူ၈ယောက်ကို ULAA ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့ထုတ်ပြန်ပါတယ်။အစ ပိုင်းမှာအသက်30အရွယ်အမျိုးသားတစ်ယောက်ကိုဖမ်းဆီးခဲ့ပြီးနောက်ထပ်ဆက်ဆက်တရခန်းတွေကိုထပ်ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။ဒီအမှုကဧပြီလ6ရက်နေ့ကဖြစ်ခဲ့တာပါ။အသက်9နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တပ်ဖြတ်ပြီးတော့အလောင်းကိုရွာနာကတစ်ပင်မှာကျိုးနဲ့တွဲလောင်းချီထားခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်ဘက်ကိုသွားမယ်ကုန်တင်ကားတွေရက်ထားတဲ့အိမ်ဟာလေရင်နဲ့ဘုံကျဲတက်ခတ်ခံခဲ့ရလို့အမျိုးသား၃ယောက်တည်ဆုံသွားပါတယ်။လေရင်နဲ့ဘုံကျဲခံခဲ့ရတဲ့အိမ်ကမကွေတိုင်းစောမြို့နယ်ဒီညောင်ကန်ရွာမှာရှိတာဖြစ်ပါတယ်။ဂျွန်လ9ရက်နေ့မနေ့ကနေ့လယ်2နာရီလောက်မှာလေရင်နဲ့ဘုံကျဲတက်ခတ်ခံရတာပါ။စစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတက်ခတ်ခဲ့တာကြောင့်အမျိုးသား၃ယောက်တည်ဆုံသွားခဲ့ပြီးတော့ 6ရောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရခိုင်ကိုသွားမယ်ဒီကုန်တင်ကားတွေရပ်ထားတဲ့ညောင်ကန်ရွာကအိမ်ကိုတိုက်ခိုက်ရေးလေရင်တစည်းနဲ့ဘုံကျဲခဲ့တာဖြစ်ပါတယ်။အိမ်ပေါ်ကိုတက်တက်ကြပြီးတော့ကုန်တယ်တွေတေဆုံးခဲ့ရတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဒီကုန်တွေတင်ထားတဲ့ ကားသုံးစီးလည်းမီးလောင်ပျက်စီးသွားတယ်လို့အိမ်ကလည်းလုံးဝကိုပျက်စီးသွားတယ်လို့ဆိုပါတယ်။အပြည့်ရက်ကာလကိုဂျွန်လကုံအထီတလထတ်တိုးတယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့လည်းဒီလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။မကွေတိုင်းတပိတ်ချင်းမြို့နယ်တဲက ကြက်ရိုးပင်ရွာဘုံတော်ကြီးအကြောင်းကိုဂျွန်လ9ရက်နေ့မနေ့ကညနေ9နာရီကျော်လောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုထဲမှာတော့တန်ဃာတော်တပားပြန်လွန်တော်မူခဲ့ပြီးအယက်သား၄ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်လည်းအမျိုးသမီးတစ်ယောက်ပါပါတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲစစ်ကောင်စီတပ်ကဘုံလာကျဲခဲ့တာဖြစ်ပြီးဘုံကျဲမှုကြောင့်ဒီ ီဘုံကြီးကျဝင်းထဲမှာရှိတဲ့ကျောင်းဆောင်တစ်ခုလုံးလည်းပြိုကျပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ဂရီနီပြည်လွိုက်ကော်မှာတော့ဒီစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခံခဲ့ရတာကြောင့်အဲ့ဒီစစ်တပ်ဘက်ကဒီအယောက်20ကျော်ထပ်မနေသေဆုံးခဲ့တယ်လို့ခရီးနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါရယ် လိုက်ကော်မြို့နယ်ထဲမှာရှိတဲ့ဒီတပြေကုန်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီကိုစစ်ကူဖို့ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကို KNDF နဲ့ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းသေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့ KNDF ဗျူဟာအမှတ်နှစ်ကထုတ်ပြန်ထားပါတယ်။ KNDF ဗျူဟာအမှတ်နှစ်နဲ့ဒီပူပေါင်းအဖွဲ့ကတပြေကုန်းရွာဖုံးတော် ်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဒီရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဂရီနီဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်တိုက်ပွဲထဲမှာတော့ဒီတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်နှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့စိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပြီးသွားမှာပါ အပီပီဆိုင်ရာအလုတ္တမအဖွဲ့ ILO ကမြန်မာနိုင်ငံကိုအပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အပီပီဆိုင်ရာအလုတ္တမသမဂ္ဂများအဖွဲ့ချုပ် ITUF ကဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုလိုက်ပါတယ်။ကျင်းပနေတဲ့ ILO ရဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံမှာဒီအလုပ်ရှင်အဖွဲ့အစည်းတွေပြီးတော့အလုပ်သမားတမကတွေနဲ့အစိုးရအဖွဲ့တွေကတညီတညွတ်တဲ့သဘောတူဆုံးဖြတ်လိုက်တာလို့ပြောလို့ရပါတယ်။အစိုးရအဖွဲ့တွေထဲမှာတော့ Russia, Belarus, တရုတ်နဲ့လာအိုနိုင်ငံတွေကပဲကန့်ကွက်ခဲ့ပါတယ်။ တရုတ်နဲ့ဒီရုရှားအစိုးရတို့ကကန့်ကွက်ခဲ့ပေမဲ့ကုလသမဂ္ဂအစည်းအဝေးမဟုတ်တဲ့အတွက်အဲ့ဒီနိုင်ငံတွေမှာဗီဒီယိုအာဏာမရှိတာကြောင့်လည်းဒီဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာဖြစ်ပါတယ်။ ILO အဖွဲ့ကြီးရဲ့အပြင်းထန်ဆုံးအရေးယူမှုလှုံ့ဆော်နိုင်တဲ့ဒီပုံမှန်33အရာအရေးယူမှုကိုတမိုင်းမှာ3ကြိမ်ပြုလုပ်ခဲ့တာပါ။မြန်မာနိုင်ငံအပေါ်2ကြိမ်နဲ့ဒီဘယ်လာရုစ်နိုင်ငံအပေါ်2ကြိမ်ဒီလိုမျိုးပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ခုလိုအရေးယူဖို့ဆုံးဖြတ်ရတဲ့အကြောင်းတွေထဲမှာတော့ဒီအလုတ်သမားတမကအဖွဲ့ဝင်69ယောက်ကိုမြန်မာနိုင်ငံကဖမ်းဆီးထိန်းသိမ်းထားတာနောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုနဲ့အတင်းအဓမ္မစစ်သားစုဆောင်မှုတွေ လုပ်နေတာတွေပါပါတယ်လူပေါင်းနှစ်သန်းလောက်ကဒီအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးတော့အာနာသိန်းချိန်ကစလို့လူပေါင်း3800ကိုတပ်ဖြတ်ခဲ့တာနဲ့ငလင်ပေးအကူအညီတွေကိုပိတ်ဆို့ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ IDFU က website မှာဖော်ပြထား ပါတယ်ဒီဆုံးဖြတ်ချက်မှာဒီကဘာတဝမ်းမှာရှိတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကုမ္ပဏီတွေသမဂ္ဂတွေအနေနဲ့သူတို့ရဲ့လှုပ်ဆောင်ချက်ဟာမြန်မာစစ်အုပ်စုကိုဆက်ဖိနှိပ်မှုတွေလှုပ်ဆောင်နိုင်စေတာမျိုးမဖြစ်စေဖို့ကိုလည်းတောင်းဆိုထားပါတယ်အဲ့ဒီတဲမှာဘာတွေပါလဲဆိုရင်ဒီရင်းနှီးမြုံနှံမှုတွေပျက်စီးတင်သွင်းမှုလမ်းကြောင်းတွေနဲ့ဒီပူပေါင်းဆောင်ရွက်မှုတွေဟာစစ်အုပ်စုကို တွယ်ဝိုက်ပန့်ပိုးမှုဖြစ်စေသလားဆိုတာအပြင်စစ်အုပ်စုစီကိုလက်နက်လေယာဉ်စီနဲ့ဗန္ဒာငွေ ွေစီးစင်းမှုတွေဖြစ်စေသလားဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့တောင်းဆိုထားပါတယ်ကျမတို့တွေ time bank ငွေ12တန်းကောက်ရရင်မလုပ်ကြမလဲဆိုတော့စိတ်ကူးတွေကတော့အမျိုးမျိုးရှိကြမှာပါဒါပေမဲ့ဘဏ်ကောက်နာကအစစ်မြေအရာတစ်ခုမှာဘတ်12တန်းကောက်ရတဲ့သူကတော့ချက်ချင်းပဲပတ်စံတွေကိုရဲလက်ကိုအပ်လိုက်ပါတယ်ထိုင်းနိုင်ငံနွန်ထပူရီခရိုင်မွန်ထောင်ဌာနီနယ်မြေကအစစ်မြေကွန်ဒိုတစ်ခုရဲ့ဒီအမှိုက်ပုံးနာမှာအဲ့ဒီပတ်စံတွေကိုတွေ့ခဲ့တာပါ လူတယောက်ကအမိုက်ပုံးတွေနားမှာထားထားတဲ့ပစ္စည်းထဲတဲ့ plastic ပုံးတစ်ပုံးကိုဖွင့်ကြည့်ခဲ့ပါတယ်။ဒီလိုဖွင့်ရတဲ့အကြောင်းရင်းကလည်းအဲ့ဒီပစ္စည်းထဲတဲ့ plastic ပုံးဟာဆိုလို့ရှိရင်ဒီလွှင့်ပြလောက်ရအောင်မဟောင်းသေးတာနဲ့အဲကိုနိုမှာနေတဲ့လူတယောက်က plastic ပုံးကိုယူထားဖို့အတွက်ဖွင့်ကြည့်လိုက်တာဖြစ်ပါတယ်ဒီလိုဖွင့်ကြည့်တဲ့အချိန်မှာပုံးထဲကနေဘတ်ငွေထောင်တန်းတွေအထုပ်လိုက် အာတွေးခဲ့တာဖြစ်ပါတယ်စုစုပေါင်းကတော့ဘန်းငွေ12တန်းရှိပါတယ်ကောက်ရတဲ့သူကချက်ချင်းပဲရဲကိုအကြောင်းကြားခဲ့ပါတယ်ရဲတွေလာရောက်စစ်ဆေးပြီးတော့လောလောဆယ်မှာတော့ရဲတွေကတင်းသွားပါတယ်အာ ပတ်စံကဘသူပတ်စံဖြစ်တယ်ပြီးတော့ဘာကြောင့်ဒီနေရာကို ရောက်နေတယ်ဆိုတာတွေကိုတော့ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျမတို့တွေကျယ်ရီလာတွေနဲ့နက်ခတ်တရားတွေကိုအာစိတ်ဝင်စားစောင့်ကြည့်တဲ့သူတွေသိချင်တဲ့သတင်းဖြစ်ပါတယ်ဒီနက်ခတ်တရားတွေကိုစောင့်ကြည့်တဲ့သူတွေအတွက်ဇွန်လ10ရက်နေ့နဲ့17ရက်နေ့မှာ မလွတ်စတန်းကြည့်စရာတစ်ခုရှိနေပါတယ်အင်္ဂလိပ်လိုကတော့ strawberry moon လို့ခေါ်ကြပါတယ် ဆိုတော့အနီအောင်တန်းတဲ့လဒါမှမဟုတ်ရင် strawberry လလို့ခေါ်ရမယ်လို့ထင်ပါတယ်။အဲ့ဒီအနီအောင်လကိုဂျွန်လ17ရက်နေ့မနက်လင်းအားကြီးတဲ့အချိန်မှာအတောက်ပါဆုံးမြင်ရမယ်လို့သိပ္ပံပညာရှင်တွေကပြောထားပါတယ်။မြန်မာနိုင်ငံမှာတော့အတောက်ပါဆုံးအချိန်ဟာဂျွန်လ17ရက်နေ့မနက်လင်းအားကြီးချိန်2နာရီ33မိနစ်လောက်မှာ ဖြစ်ပါတယ်။ဒါပေမဲ့လည်းပိုပြီးတော့ထင်ထင်ရှားရှားမြင်ရမှာကတော့ဂျွန်လ10ရက်နေ့နေဝင်သွားပြီးတော့မှောက် င်ရီပြိုးစားအချိန်မှာဖြစ်တယ်လို့ဆိုပါရယ်ဂျွန်လလပြည့်ညမှာထွက်တဲ့လကိုစတော်ဘယ်ရီလလို့ခေါ်ပြီးအဲ့ဒီအချိန်ဟာလနဲ့နေနဲ့အဝေးဆုံးအချိန်ဖြစ်ပြီးတော့အဲ့ဒီကာလကို အနေဆုံးအနေထားမှာမြင်ရတဲ့အချိန်လည်းဖြစ်ပါရယ်နေဝင်သွားပြီးညအမောင်မလာသေးခင်အချိန်လေးမှာဆိုရင်ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့ဆိုပါရယ်ရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်